ဘာအခုလိုရနေရဒီစိတ်ဓာတ်ခွန်အားတွေအမအရည်တည်ချက်ပေါ့နော်ခဲယူချက်တွေပေါ့နော်ဘယ်ຢာတွေကနေပြီးတော့အမကိုအခုလိုရည်တည်နေအောင်ဆွမ်းဆောင်နိုင်ခဲ့တာပါလဲမဟုတ်အမကလည်းဘုထုဆယ်မှန်လေးရိုင်းနေခဲ့တာကြီးလည်းအများကြီးရှိခဲ့ပါတယ်ဟုတ်အွန်ရိုင်းလဲခဲ့တယ်ပြိုလဲခဲ့တယ်ဝမ်းနေတာတွေပူဆွေးတာတွေမှလည်းရှိခဲ့ပါတယ်အဲ့တော့ဒီဟာတွေကတော့အမရဲ့အတော်ရဲ့အမရဲ့အမေရဲ့ပေါ့ဘေးမှာရှိနေသေးတဲ့အတွက်ကြောင့်မလို့ကိုရိုင်းလဲတော့မယ်ဆိုရင်သူတို့ပြောပြတယ် ဝမ်းနေတော့မယ်ဆိုလို့ရှိရင်သူအားပေးတယ်။ဒါကလေးကြရင်လည်းအမဒီဖျားတရားလုပ်တယ်။နောက်စာဖတ်တယ်ပေါ့။အဲ့ဒီအရာလေးတွေကအမအထောက်ပံ့ဖြစ်စေပါတယ်။အန်ဒီဒေါ်မြင့်မြင့်ခိုင်ဆိုလို့ရှိရင်ဟိုအမဒီအနုပညာလောကတွေကိုစဝင်တဲ့အချိန်ငယ်ကနေပြီးတော့အခုချိန်အထိပေါ့နော်အမဘေးနားမှာဟိုအကောင်းဆုံးရက်တည်ခဲ့တာကိုကျွန်တော်ခန်းစားရပါတယ်ခင်ဗျာအဲ့တော့အမရဲ့ရက်တည်မှုပါဝင်အမကုဏရခဲ့တဲ့ဒီစိတ်သက်ခွန်အားတွေအကုန်လုံးကလည်းဘဝနဲ့ရှင်ပြီးတော့မှရခဲ့တယ်ဆိုတဲ့အခါကြီးကြတော့အားလုံးကအမဘဝအတွက် ဟုတ် အမဒီအမှုပညာတွေဝင်တဲ့အချိန်မှာလုံးဝအမှုပညာလုပ်ငန်းမလုပ်ချင်တော့လောက်အောင်လဲစိတ်တက်ကြဖို့ပါတယ်။ဘာကြောင့်လဲဆိုတော့အမတို့ဒီမင်းသမီးစလုပ်တဲ့အချိန်တုန်းကဆိုရင် producer တွေကလည်းဟိုနာမည်ကြီးမင်းသမီးတွေပဲရိုက်ချင်ကြတဲ့ခက်ပေါ့။ခုခက်ကသာအတက်အတက်တွေကိုဦးစားပေးတဲ့ခက်လေ။ဆိုတော့အဲ့လိုကြားထဲမှာအမအများကြီးတိုးခဲ့ရတယ်။တချို့ကြတော့လည်းအဲ့လိုပေါ့ဟိုမတို့စိတ်တိုင်းအင်အားရိုင်းလဲအောင်လုပ်တဲ့လူလည်းရှိတယ်။လူမျိုးမျိုးစိတ်ပုံပုံပေါ့လေ။အဲ့တော့ဝမ်းနေတာကြီးလည်းအများကြီးရှိခဲ့တယ်။ ဲ့တော့အမှုပညာလုပ်ငန်းအမှလုပ်နေရနေပြီးတော့အမှအော်ဘယ်ခုနှစ်လောက်ကတော့ဖြစ်မလဲမသိဘူး2003ခုနှစ်လောက်ကပေါ့နော်အဲ့တုန်းကဆိုလို့ရှိရင်မနနာရဲ့အမှရဲ့တမောမင်းရဲ့ကလန်နာနဲ့တအားရိုက်ရတဲ့အချိန်ပေါ့ဟုတ်ကဲ့ဟုတ်အဲ့လိုအချိန်မှာဆိုလို့ရှိရင်လည်းဟိုအရန်ရိုက်ရတယ်ရိုက်ရနေပြီးတော့မှအမှအမှုပညာလုပ်ငန်းမှ9နှစ်လောက်မှနားလိုက်တယ်နားပြီးတော့မှအခုလိုမျိုးပြန်ဝင်လာတဲ့အချိန်မှာလည်းအမှ အားငယ်တယ်အမှန်ကတော့လေအမအကိုလူတွေကကြည်လိုက်ရင်လေမျက်နှာကျော်မာတယ်လို့ထင်ကြတာဒလားအမှန်အမကလူကြောက်တာဘာကြောင့်လူကြောက်တာလဲဆိုတော့အမတူတော့သမီးဖြစ်တယ်လို့အိမ်ဟိုအမေတွေကလည်းလေအမေတော်တွေကလည်းအမအရန်ချစ်တော့လို့ပေါ့နော်အိမ်ထဲကအိမ်ပြင်ပေးမထွက်ဘူးဆိုတော့အမလူပောင်ဝင်ခြင်းနဲ့တိတ်ပြီးတော့အဆက်ဆက်တိတ်မရှိဘူးဆက်ဆက်တိတ်မရှိအမလူရှူတင်နေပါတော့လည်းအမလူကြောက်တယ်လူကြောက်ပြီးတော့စကားမပြောပြတယ်အဲ့တော့အမမျက်နှာကတီးနေဘာလို့ဘာကြောင့်တီးလဲဆိုတော့အမစောစောပြောခဲ့တယ်လို့ပေါ့ broken family တွေအမှန်ကန်တော့အားငယ်တာ ចောင်းมาဆိုလို့ရှိရင်လည်းအမဒီတငယ်ချင်းတွေมาဆိုလို့ရှိရင်ကိုယ်တငယ်ချင်းတယောက်ကမခေါ်ဘူးလို့ပြောလိုက်ရင်3-4ရက်လာငိုရောအဲ့လိုငိုတာပေါ့နော်ကိုယ်မခေါ်ဘူးလို့ပြောလိုက်ရင်တော့အဲ့တငယ်ချင်းတွေထဲမှာဆိုလဲတချို့ပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးရှိတယ်အဲ့ခါကျရင်လည်းအားကြပါပဲသူတို့အိမ်မှာလိုက်ပြီးတော့လေအာထမင်းသွားစားသူတို့အဖေတွေမိနေတဲ့သူတို့ပျော်ရွှင်တာလေးတွေကြည့်ပြီးကိုကအဲ့လိုမျိုးလေးဖြစ်ချင်တာပေါ့နော်အဲ့လိုမျိုးလေးနေခဲ့တာနေခဲ့ကြတော့အမအဲ့လိုမျိုးဟိုမျက်နာတီးတယ်မှန်ကတော့တီးတယ်ဆိုတာအမ လူကြောက်တာခုနမပြောရလေအားကြရဆိုတဲ့အပိုင်းပေါ့နော်ဟာအမရဲ့ချစ်ဆုံးတငယ်ချင်းတွေဖြစ်တဲ့ဟိုမက်ပန်တို့တော်တော်များများလည်းအခုချိန်မှာအောင်မီပျော်ရွှင်တဲ့မိသားစုဘဝကိုတည်ထောင်ကြရလေမယဒနာခင်တို့တော်တော်များများပေါ့နော်တော်တော်များများတည်ထောင်ဟိုရက်တည်နေကြရဆိုတဲ့အပိုင်းလေးအများကြီးတွေ့မြင်ရပါတယ်အမနဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့မေးရမယ်ဆိုလို့ရှင်အရန်အောင်မြင်နေတဲ့အချိန်ကျွန်တော်ထင်တယ်ပေါ့နော်ပရိသတ်ဆိုင်ဘက်ကပြန်ကြရဆိုအသက်23 24အရွယ်မှာအမအောင်မြင်မှုတွေကိုကြောခိုင်းပြီးတော့ အိမ်ချောင်ပြုတ်သွားခဲ့တယ်ပေါ့နော်အလို့ပညာလုပ်ငန်းတွေလည်းရန်ထားခဲ့တယ်ပေါ့နော်ဟိုအမအကိုမျောလင်းကြတဲ့အမရဲ့မိသားစုတွေအကုန်လုံးဟာဆိုလို့ရှိရင်လည်းဒီအမရဲ့အိမ်ချောင်ပြုတ်သွားတဲ့အပေါ်မှာတော်တော်လေးရင်ကျိုးမရဖြစ်ခဲ့ကြပါလေ။ဘာကြောင့်များအမအခုလိုဆုံးဖြတ်ပြီးတော့ဘဝကိုဒီအောင်မြင်မှုတွေကိုဆုံးလုပ်ခဲ့ရဆိုတဲ့အပိုင်းကအရင်စိတ်ဝင်စားစရာကောင်းပါတယ်ခင်ဗျာဟုတ်။အဲဒီတော့တော့ဒီလိုပေါ့လေ။ကိုကလည်းဟိုအရင်အောင်မြင်နေတဲ့အချိန်မှာ ဟို broken family ကနေပြီးတော့ဆင်းသက်လာရလို့တရားဆိုတော့အမအဲ့လိုလိုသူများမိသားစုလေးပျော်လို့ရှိရင်အမအရန်ဝမ်းသာတယ်ကျင်းနိုးတယ်တာရတယ်အဲ့တော့ကိုကိုတိုင်းလည်းအဲ့လိုဖန်တီးခြင်းတယ်ဖန်တီးခြင်းတဲ့အခါကျတော့အမအဲ့တုန်းကဟိုရီးစားထားတယ်ပေါ့ရီးစားထားတော့အမေတို့ကအမှန်ကတော့မိမိဘဆိုတော့တာသမီးကိုငယ်တယ်ပေါ့လေဒီရွယ်ကအမတာငယ်သေးတယ်အဒီကအရန်စောင့်ရှောက်တယ်နော်ဟုတ်တယ်အာအရန်စောင့်ရှောက်တဲ့အခါကျတော့အပြင်းနဲ့မသွားရအောင် ဟိုလည်းမတော့ရအောင်ဒီလည်းမတော့ရအောင်ဖုန်းဆိုလည်းမပြောရအောင်ညဆိုလို့ရှိရင်ညပဲဆိုရင်အမဖုန်းမပြောရအောင်ဖုန်းဖုန်းလည်းပေးမကင်အောင်မဟန်ဖုန်းဆိုတာမကင်ရအောင်ရှူတင်သွားတဲ့အချိန်ခဏပဲကင်ရအောင်အဲ့မှာဆိုဖုန်းမကင်ရအောင်အဲ့လေ